ကမ္ဘာအကောင်ဆုံးတောင်ပန်ကစားသမားဖြစ်လာဖို့နှီးစက်နေတဲ့ဘာစီလိုနာအသင်းရဲ့ကျယ်ပွင့်ကစားသမားယာမာအားလုံးပဲမင်္ဂလာပါဒီနေ့တင်ဆက်သွားမှာကတော့ဘာစီလိုနာအသင်းရဲ့ကျယ်ပွင့်ကစားသမားယာမာအကြောင်းဖြစ်ပါတယ်ယာမာဟာဘာစီလိုနာရဲ့နာမည်ကျော်လူငယ်အကယ်ဒမီဖြစ်တဲ့လာမာစီယာအကယ်ဒမီကနေထွက်ပေါ်လာခဲ့ပြီးအသက်ငယ်ငယ်လေးနဲ့ဘာစီလိုနာစီနီယာအသင်းအတွက်ကစားပေးခွင့်ရရင်အခုဆိုရင်တော့ဘာစီလိုနာအတွက်အရေးပါတဲ့ကစားသမားတစ်ဦးဖြစ်နေရပြီးဒီရာသီမှာလည်းအသင်းအတွက်ပြိုင်ပွဲဆောင်38ပွဲကစားခဲ့ကာ 19တွင်18ဂိုးဖန်တီးထားခဲ့ပါတယ်။18နှစ်သာရှိသေးတဲ့ယာမားဟာစပိန်လက်ရွေးစင်အတွက်ပါ18ပွဲအထိတောင်ပါဝင်ထားခဲ့ရသလိုယူရို2024ပြိုင်ပွဲမှာလည်းချန်ပီယံဆုကိုပါဆုခူးခဲ့ပါသေးတယ်။ဒါအပြင်ယာမားဟာလူငယ်အကောင်းဆုံးကစားသမားဆုတွေဖြစ်တဲ့ကိုပါထရော်ဖီနဲ့ Golden Boy ဆုတွေကိုပါပိုင်ဆိုင်နိုင်ခဲ့ပါသေးတယ်။ဒါအပြင်ဇန်နဝါရီလ17ရက်နေ့မှာကစားခဲ့ရတဲ့အိုဆာဆူနာကိုနှစ်ဂိုးအပြည့်နဲ့နိုင်ရရှိခဲ့ပြီးအသက်ငယ်ဆုံး16နှစ်ထဲနဲ့စူပါကိုပါဖလားကိုရရှိနိုင်ခဲ့ပါတယ်။ ပြီးတော့ဂိုးသွင်းနိုင်ခဲ့တဲ့အတွက်ဘာစီလိုနာအသင်းအတွက်ကျယ်ပွင့်လူငယ်ကစားသမားဖြစ်လာခဲ့ပါတယ်။သူ့ရဲ့ကစားပုံစံကိုကြည့်ရရင်တော့ဖန်တီးနိုင်စွမ်းနဲ့အကောင်းဆုံးကြော်ဖြတ်မှုတွေကိုပါဘဲချေဖြစ်ရှေ့တန်းမှာတစ်ဖက်အသင်းရဲ့ခန်းစစ်ကိုပြက်ပြောင်းအောင်လုပ်နိုင်တဲ့အစွမ်းကတော့အရင်တုန်းကမက်ဆီငယ်ဘွားကိုပြန်မြင်ရောက်မိနိုင်ပါတယ်။ထူးဆန်းတာကညာတောင်မှာဆော့နေပြီးယာမားကဘဲချေနဲ့ကစားနေတာအံ့ဩစရာပါ။ယာမားဟာ UEFA Euro 2024မှာခြေစွမ်းပြခဲ့ပြီးစီမီဖိုင်နယ်မှာပြင်သစ်ကိုဂိုးသွင်းပြီးခရိုအေးရှား၊ဂျော်ဂျီယာ၊ဂျာမနီနဲ့ အင်္ဂလန်ပါဝင်အသင်းတော်တော်များများကိုဂိုးဖန်တီးမှု၄ချိန်ပြုလုပ်ပေးခဲ့ပါတယ်။ဒီပြိုင်ပွဲမှာယာမားဟာအဝေးကန်ချက်တွေနဲ့အဝေးကနေလမ်းကန်တဲ့ဖြတ်တင်ဘောတွေနဲ့ခန္ဓာရင်ရှိအောင်အခွင့်အရေးတွေဖန်တီးရမှာသူ့ရဲ့ကျွမ်းကျင်မှုကိုပြသခဲ့ပါတယ်။ဒီလိုတောက်ပနေတဲ့ယာမားကိုဘာစီလိုနာရဲ့ iconic player Lionel Messi နဲ့ပါခိုင်းနှိုင်းမှုတွေလုပ်နေကြပြီးအနာဂတ်ရဲ့ဘာလုံးဒေါ်ဆုရှင်လို့ပါမှတ်ချက်ပြုပြောဆိုလာကြပါတယ်။အခုဆိုရင်လဲဆွန်ဟောင်မင်ကပါယာမားနဲ့ပတ်သက်ပြီးသူဟာမယုံနိုင်စရာပါကျွန်တော်ကိုအထင်မလွဲပါနဲ့။ ဒီအသက်ရွယ်လေးနဲ့သူ့ရဲ့စွမ်းဆောင်နိုင်ရင်ကမယုံနိုင်စရာပါပဲဒီအတီမှာတော့ရာမားနဲ့အတူဘာစီလိုနာအသင်းဖော်ရာဖင်ကလည်းအတော်လေးကိုခြေစွမ်းပြလျက်ရှိနေပြီးဒီကစားသမားနှုတ်ကလာမယ့်နှစ်အတွက်ဘာလွန်တော်ဆင်းရဲနဲ့မှာပါဝင်လာဖို့ရှိနေကြသလိုဘာစီလိုနာအသင်းဟာလည်းဒီအတီမှာစူဖလားလေးလုံးလမ်းကြောင်းနဲ့ရှိလို့နေပြီးအောင်မြင်တဲ့ဘောလုံးရသည်တစ်ခုဖြစ်လာဖို့အချိန်နေကောင်းလို့နေပါတယ်အဆုံးထိကြည့်ရှုပေးလို့ကျေးဇူးတင်ပါတယ် channel လေးကို like and subscribe လေးနှိပ်ပေးတော့ပါဦးဗျာ